2025ခုနှစ်စက်တင်ဘာလ30ရက်နေ့တနင်္ဂနွေသတင်းများအတွက်တနေ့တာဟောစရံဖြစ်ပါရဲ့အလုတ်ထဲမှာမိမိကိုမနာလိုတဲ့သူအတိုက်အခံလှုပ်ချင်တဲ့သူတွေကတအားများနေတတ်တယ်။ဝေချေးကံနေလေဒီရက်ထဲမှာမကောင်းဘူးနော်။ဝေချေးနဲ့ပတ်သက်ဆက်နေတဲ့လှုပ်ဆောင်တဲ့လုပ်ငန်းတွေအထူးတတိထားပြီးဆောင်ရွက်နော်။အရေးစစ်ပစ္စည်းတွေစပစ္စည်းတွေလည်း တောက်လျှောက်တကူပြီးတကူထွက်တာပြက်တာအဲ့ဒီလျက်စစ်ပစ္စည်းအတွက်တည်းလေဝေကုံကြေးကြရင်တအားမြတ်တတ်တယ်ကျမ်းမာရေးအနေနဲ့စိတ်နဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချီးရဲမှာတာရတယ်နော်အကျိုးပေးတဲ့ကဏ္ဍကနှစ်နဲ့ရှစ်ဖြစ်ပြီးတော့ကံကောင်းတဲ့အယောင်ကညီညွတ်အောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအင်ရှိပြားမှာကြောက်ကြောကလူပေးရမှာဖြစ်ပါလိမ့်ရှင် 2025ခုနှစ်စက်တင်ဘာလ30ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟောစရံဖြစ်ပါရဲ့ဒီရက်တွေအတွင်းမှာတနင်္လာသာသမီအတွက်ငွေကန်ရွှေကန်အလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါရဲ့မိတ်ဆွေအရင်ဆရာအရင်များနဲ့ပတ်သက်ပြီးတော့ရင်လည်းဆိတ်ရှုပ်ဆရာဆင်းရဲဆရာသူတို့ကိစ္စရက်တွေတဲမှာကိုကကြားညက်ပြီးတော့ခေါင်းခံပြီးတော့ ဖြည့်ရှင်းပေးရတာမျိုးတွေကျုံတွေကတက်တယ်ချစ်သူစီကနေပြီးတော့တတင်းကောင်းကြရတက်တယ်ဆွေမျိုးသားချင်းအောက်လက်ငယ်သားများနဲ့ပတ်သက်ပြီးတော့ရင်လည်းမင်္ဂလာတတင်းတွေကြရတက်တယ်အဲ့ဒီမင်္ဂလာကိစ္စတွေမှာကိုကဥဆောင်ဥစီပြီးတော့ပြုလုပ်ပေးရတက်တယ်ကျမ်းမာရေးအနေနဲ့စီးနဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတက်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့ကံကောင်းတဲ့အရာကတော့အဖြူရောင်ပဲဖြစ်ပါတယ် ရိယာအနေနဲ့မိမိအိမ်ရှိပြားမှာမွေးင်းကကလူပေးရမှာဖြစ်ပါလိမ့်ရှင်။2025ခုနှစ်စက်တင်ဘာလ30ရက်အင်္ဂါသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။စိတ်ညစ်ဆရာတွေကနှစ်ခါနှစ်ကြိမ်ကြုံရတတ်တယ်။ဘာပဲလှုပ်လှုပ်အဆင်မပြေမှုတွေဖြစ်တတ်တယ်။ကုန်စရာရှိလေနှခါကုန်ပဲရစရာရှိလေနှခါရတတ်တယ်ဘယ်အလုတ်မဆိုနှခါပြန်နှကြော့ပြန် လုပ်ပြီးကမှအရှင်ပြေအောင်မြင်တတ်တဲ့အနက်ရောင်ကိုတော့ဒီရက်တွေအတွင်းမှာလုံးဝအတုံးမပြုနဲ့နော်ကျမ်းမာရေးဟိုသာ အထူးပြုဆိုင်နော် ကျမ်းမာရေးညတ်တဲ့ချစ်သူစီမှာလက်ဆောင်ခေါင်းနေရတတ်တဲ့ကျမ်းမာရေးအနေနဲ့သွေးနဲ့ပတ်သက်တဲ့ပွားနဲ့ပတ်သက်တိုင်းဒုက္ခပေးတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ခွန်ဖြစ်ပြီးတော့ အချိုးပေးတဲ့အရောင်ကတော့အပြာရောင်နဲ့ရှူဝါရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာပန်းဒီ၃လုံးကလူပေးရမှာဖြစ်ပါတယ်ရှင်။2025ခုနှစ်စက်တင်ဘာလ30ရက်နေ့ဘုရားဗုဒ္ဓသမီးများအတွက်တနေ့တာဝဆရံဖြစ်ပါရဲ့အလုတ်ထဲမှာစိတ်ချမ်းသာစရာဝမ်းသာစရာတည်င်းကောင်းတွေနဲ့ ပြင်းနဲ့နေတဲ့နေပဲဖြစ်ပါတယ်ဘယ်အလုပ်ပဲလုပ်လို့ရရဲ့တင်းတင်းသာလှုပ်ဆောင်မှကံအခွင့်လန်းတွေက အထူးကောင်းတဲ့နေမျိုးဖြစ်ပါတယ်အိမ်ဆောင်ရေးမှာအချီရေးမှာတော့တဦးနဲ့တဦးကမပြစ်စလောက်ပြဿနာလေးရစပြီးအထင်အမြင်ဝဲခံရတတ်တယ်ကျမ်းမာရေးအနေနဲ့ခြေောက်တစ်ဖက်ဒီကတည်းကရတတ်တယ်တတိယနော်အကျိုးပေးတဲ့ကနန်းကတော့၄နဲ့ခွန်ဖြစ်ပြီးတော့ ကံကောင်းတဲ့အရာကတော့အဝါရောင်နဲ့ရွှေဝါရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိပြားမှာနနတိကလူပေးရမှာဖြစ်ပါလိမ့်ရှင်။၂025ခုနှစ်စက်တင်ဘာလ30ရက်နေ့ကျတာပရိသတ်သမီးများအတွက်ဒီနေ့ဒါဟောစရံဖြစ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးသွားရင်နမေကောင်းရတာ၊နေရာကောင်းရတာမျိုးတွေကြုံရတတ်တဲ့အထက်လူကြီးအကြီးအကဲတွေကထောက်ပံ့တာ၊ပူညီမှုတွေလည်းရတတ်တဲ့ အခြေရင်နဲ့အိမ်ောင်ရေးမှာတော့တူနဲ့တူကစိတ်အလိုမကြတယ်ညနေတက်တဲ့ကြံစီထားသမျှအရာတွေကိုလည်းဒီရက်တွေဒီမှာရရဲတာလှူဆောင်မှာအဆင်ပြေအောင်မြင်မယ်နော်ကျမရဲ့အနေနဲ့ဘိုက်နာတဲ့ဘိုက်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ကံကောင်းတဲ့ကံကောင်းစေတဲ့ကနန်းကတော့၄နဲ့၈ဖြစ်ပြီးတော့ကံကောင်းတဲ့အယောင်ကအဖြူအောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မမိအရှိပြားမှာ မုတ်လို့ရင်ပေါ့ကလူပေးရမှာဖြစ်ပါလေရှင်2025ခုနှစ်စက်တင်ဘာလ30ရက်တောက်ကြသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်လူမျိုးကြဘာသာကြားတွေရဲ့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေများစွာရရှိတတ်တဲ့ရွှေလဝိယရနာများနဲ့ပတ်သက်ပြီးသွားရင်လေစိတ်တော်ကလည်းများနေရတတ်တဲ့ရှိရာလေးတွေရောင်းရတာခြားရတာရွှေကွက်တာယရနာ ပစ္စည်းအတွက်တည်းရှိတော့ကတူချုံရတတ်တယ်နော်သူတစ်ပါးကလည်းမိမိရဲ့အပေါ်မှာတကူးတကတမင်တကကြောက်တွန်းတာကြောက်ချတာအထင်လွဲအဆွတ်အဆွဲတွေလည်းဒီရက်တွေအတွင်းမှာချုံရရတတ်တယ်တတိသာနော်ကျမ်းမာရေးအနေနဲ့လည်းခြေတော့တစ်ဖက်မှာထိခိုက်တရားရတတ်တယ်ချစ်သူစီကနေပြီးတော့လည်းတရင်ကောင်းနေကြရတတ်တယ်အချိုးပေးတဲ့ကနန်းကတင့်တဲ့ခုံဖြစ်ပြီးတော့အချိုးပေးတဲ့အယောင်ကတော့ အချူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်။ရလျာအနေနဲ့မိမိအိမ်ရှိဘုရားမှာလက်ဖက်တော့ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။၂025ခုနှစ်စက်တင်ဘာလ30ရက်စနေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။ရည်ရွယ်ထားတဲ့လုပ်ငန်းတွေကဒီရက်တွေအတွင်းမှာအနာရောက်ခံဒီမှာချိတ်ဆက်ပြီးကမှတဲ့လွယ်လွဲသွားတာအဆင်မပြေတာမျိုးတွေဖြစ်တတ်တယ်။ချံကိစ္စကာကိစ္စ ချောင်မြက်ရန္နာကွန်ပျူတာကင်မရာများနဲ့ပတ်သက်ပြီးသွားရင်လေစိတ်အနှောက်ယှက်ဖြစ်စရာတွေကြုံတွေ့ရတတ်တယ်ဒီရက်တွေအတွင်းမှာဘယ်အရာမဆိုးဝေခွဲရခက်တာဆုံးပြရခက်တာဆုံးပြချက်ကချရမလို့မချရမလို့မျိုးလေးဖြစ်နေတတ်တယ်ကျမရဲ့အနေနဲ့လေတတိထားနော်တွားနဲ့ပတ်သက်တဲ့တွေးနဲ့ပတ်သက်တိုင်းဒုက္ခပိတတ်တယ်အချီရဲမှလည်းအဆင်မပြေဘူးเนาะအထင်မြင်လွဲစရာဒီနဲ့ကြုံရတတ်တယ် အချိုးပေးတဲ့ကဏ္ဍကတော့6နဲ့9ဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှာအနီရောင်နဲ့ညူရောင်ပဲဖြစ်ပါတယ်ရေလျာအနေနဲ့မိမိအရှိဖျားမှာဘိမ့်မုတ်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်